မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ကအထက်တန်းချောင်းတွေအနီးမှာမွေးရည်ဆေးဖြန့်ချီရောင်းချနေသူတွေကိုစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ကမဖမ်းဆီးတဲ့အတွက်ကလေးတွေဆေးဆွဲမှာကိုစိုးရိမ်ပူပန်နေရတယ်လို့ကျောင်းသားမိဘတွေကပြောပါဗျာကာကြီးရက်ကွက်မေယူလမ်းမပေါ်ရှိအမတ်နဲ့အထက်တန်းချောင်းနယံဘေးလမ်းကြားမှာ ညနေတိုင်းမူရစ်ဆေးရောင်းဝယ်မှုတွေပေါ်တင်လောက်ကင်နေတာနှစ်နှစ်လောက်ရှိလာပေမဲ့ကျောင်းတာဝန်ရှိသူတွေနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကလစ်လျူရှူထားကြတယ်လို့ဆိုပါတယ်။ဆေးရောင်းတဲ့လမ်းကြားဟာမေယုတမာယုံနဲ့နွေသားကြီး6လမ်းကိုဆက်ထားတဲ့လမ်းမှာဖြစ်ပြီးလူငယ်အရွယ်တွေကရောင်းကြတဲ့အတွက်ဆေးရောင်းချတယ်လို့မထင်ရဘူးလို့ရက်ွက်နေသူတယောက်ကပြောပါတယ်။အမတ်နဲ့အထက်တန်းကျောင်းအပြင်ညရက်ွက်တုတမာလမ်းမကြီးနဲ့ကန်တာယာမီပွိုင်းထိတ်က အမှတ်3အထက်တန်းကျောင်းအနီးကကန်တာယာပန်းချန်ထဲမှာလည်းမွေးရစေဝါရောင်းချနေသူတွေရှိနေကြတယ်လို့ဆိုပါရခင်ဗျာ AR တိုင်းအတိုင်းချောင်းမြို့အမှတ်344အမြောက်တပ်ရဲ့အနောက်ဘက်မှာစစ်ကောင်စီတပ်ကမြေကြီးကျင်းတွေတူပြီးလက်စစ်ဝါယာရှော့တိုက်လို့ရအောင်ပြုလုပ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကနေ့စဉ်အရသာလူငယ်တွေကိုပေါ်တာဆွဲတာတွေပြုလုပ်ပြီးအနက်6ပေအကျယ်3ပေအထိရှိတဲ့မြေကြီးကျင်းတွေတူခိုင်းနေတာလို့ဆိုပါဗျ။ 344အမြောက်တက်ရဲ့အနောက်ဘက်တကြောလုံးကိုလူတရက်စာအနက်6ပေလောက်ရှိတဲ့မြေတူးပြီးလက်စစ်ဝါယာကြိုးတွေမြေမြုပ်ကလက်စစ်လွတ်ထားပြီးအမြောက်တက်ကိုရခိုင်တပ်တော်အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေဝန်စည်းလို့မရအောင်လှုပ်ထားတဲ့သဘောရှိတယ်လို့ဒေသခံတယောက်ကပြောပါတယ်ရခိုင်ရုံးမနဲ့ထိဆက်နေတဲ့ AR တိုင်းကမြို့နယ်တွေမှာရှိတဲ့ရဲစခန်းနဲ့စစ်ကောင်စီတပ်စခန်းတွေမှာခံစစ်အတားအဆီးတွေကိုပြုပြင်တာတွေအသက်ထပ်မံဆောက်လုပ်နေပြီးအရသာပြည်သူတွေကိုပါ ပေါ်တာဆွဲတာတွေလုပ်နေတယ်လို့ဒေတာကန်နေစီကနေသိရပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာနေထိုင်တဲ့ပြည်သူလူထုတွေအနေနဲ့အချိန်ပြည့်နေရာဆောင်ကနေစောင့်ကြည့်ခံရပြီးကိုပိုင်လွတ်လပ်ခွင့်ကိုအဖက်ဖက်ကနေချိုးဖောက်ခံရတယ်လို့ Digital လုံခြုံရေးစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်မြတ်သစင်ပေးပို့ထားပါတယ်ခင်ဗျာအနာဒိန်စစ်ကောင်စီဟာသူ့ကိုစန်းကျင်သူတွေကိုဖမ်းဆီးဖို့ နီးပညာကိုအသုံးပြုတာကအထောက်အကူပြုတယ်ဆိုတာကိုကောင်းကောင်းနားလည်လာပြီးနီးပညာနဲ့ပတ်သက်တဲ့အပိုင်းတွေကိုပို့ပြီးအာရုံစိုက်လာကြပါတယ်။လင်းနစ်တာကာလာအတွင်ပို့အားကောင်းလာတဲ့စစ်ကောင်စီရဲ့ digital စောင့်ကြည့်ရန်ရီအကြောင်းကိုလည်းနေဦးလုံကျုံရဲ့အဖွဲ့ကတတိပေးထားပါတယ်။စစ်ကောင်စီက2024ခုနှစ်မှာဒကောင်စင်းကောက်ယူခြင်းကနေသူ့ရဲ့ထိန်းချုပ်နယ်မြေအတွင်ကနိုင်ငံသားအချက်အလက်တွေကိုတော်တော်များများရယူနိုင်ခဲ့တယ်လို့နေဦးလုံကျုံကြီးကဆိုပါတယ်။ဒီလိုကောက်ယူနိုင်မှုကို2021နဲ့2022မှာ မိုဘိုင်းဖုန်းစင်ကပ်မှတ်ပုံတင်ခြင်းကနေစနစ်တကျရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တာလို့လည်းသုံးသပ်ခဲ့ပါတယ်။ဒါရီအပြင်စစ်ကောင်စီရဲ့စိုက်ဘာဆိုင်ရာထိန်းချုပ်မှုတွေဟာပိုပြီးတင်းကျပ်ဆိုးရွားလာတဲ့အခြေအနေတွေကိုနှွေးဦးလုံချုံကြီးအဖွဲ့ကတာဝန်ရှိသူတယောက်ကပြောပြပါတယ်။သူ့ရဲ့ပြောပြချက်ကိုတော့ DVB သတင်းနောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။စမက်ကပြောင်းလဲဖို့အတွက်နိုင်ငံသားတွေကိုဇီဝအချက်လက်စုဆောင်းတာတွေကို2023ခုနှစ်ဇွန်လကတည်းကကွင်းစင်းတင်နှက်ပေးတာတွေအချက်လက်စုဆောင်းမှုတွေစတင်ခဲ့ပြီးတော့ သူ့မတိုင်ခင်မှာလဲကိုရီးချက်လက်တွေဖြစ်တဲ့အမီမွေးနေနေရက်လိပ်စာမှတ်ပုံနဲ့အမှတ်စာရာတွေကိုလဲစူးစောင်းသိမ်းဆည်းခဲ့ပါတယ်ဇန်နဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းလိုက်တဲ့စိုက်ဘာလုံခြုံရေးဥပဒေအရပြည်ရင်း digital ဝန်ဆောင်မှုပေးသူတွေအနေနဲ့အသုံးပြုသူတွေရဲ့အချက်လက်တွေလှုပ်ရှားမှုမှတ်တမ်းတွေကို၃နှစ်ကြာသိမ်းဆည်းထားမှာဖြစ်ပြီးသိမ်းဆည်းထားတဲ့အချက်လက်တွေကိုလိုအပ်တဲ့အခါမှာစစ်ကောင်စီနဲ့မျှဝေရမယ်လို့လဲပေါ်ဝင်ပါတယ်ပြည်ရင်းဆက်သွယ်မှုတွေကိုလည်းဥပဒေကြောင်းအရစောင့်ကြည့်ခြေရာခံနိုင်ဖို့အတွက် နိုင်ငံသားတွေရဲ့ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကိုပြောင်းလဲပြင်ဆင်ခဲ့ပြီးကြားဖြတ်စောင့်ကြည့်ရေးနည်းပညာတွေကိုလည်းပြည်ရင်းမှာအခြေဆိုင် operator တွေမှာတက်ဆင်အသုံးပြုနေပါတယ်။ဒါရီပြင် operator တွေမှာစစ်ကောင်စီတက်ဆင်အသုံးပြုနေတဲ့တခြားစောင့်ကြည့်ရေးနည်းပညာတွေဖြစ်တဲ့ကွန်ရက်ကိုအသေးစိတ်ကြကြပိုင်းခြားစစ်ဆစ်ပြီးထောက်လိုင်းရဲ့အချက်လက်တွေကိုထုတ်ဖော်နိုင်တဲ့ cyber narrator နည်းပညာနဲ့ internet ကွန်ရက်ကိုပိတ်ပင်တားဆီးမှုတွေပြုလုပ်ဖို့နဲ့ အတွင်းကြကြထောက်လန်းရေးတွေပြုလုပ်နိုင်တဲ့ TNG Secure Gateway နည်းပညာတွေရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုပါပေါင်းစပ်လိုက်တဲ့အခါမှာတော့မြန်မာနိုင်ငံဟာအချိန်ပြည့်နေရာစုံစောင့်ကြည့်ခံနေရပြီးကိုပိုင်လွတ်လပ်ခွင့်ကိုအဖက်ဖက်ကချိုးဖောက်ခံနေရတဲ့နိုင်ငံတစ်ခုပဲဖြစ်လာပါတော့တယ်။မျိုးဥလုံကြုံရေးအဖွဲ့စောင့်ကြည့်လ ీల ထားတဲ့အချက်လက်တွေအရသတိထားစောင့်ကြည့်ရမယ့်စစ်ကောင်စီရဲ့ Digital စောင့်ကြည့်ရေးနည်းပညာအသစ်တွေကတော့ PSMS, NSIMS, MAPPS နဲ့ GLMS တို့ဖြစ်ပါတယ်။ Person Scrutinization Monitoring System PSMS ကတော့ဉာဏ်ရည်တုနည်းပညာ AI တွင်ပြမှတ်သားခြင်း Facial Recognition နည်းပညာဗဟုချုပ်ကင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့နိုင်ငံသားတွေရဲ့ချက်လက်တွေကိုစုဆောင်းသိမ်းဆည်းထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုဖြစ်ပြီးတော့နိုင်ငံသားချက်လက်တွေကိုစစ်ဆေးပြီးစောင့်ကြည့်ရေးနဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ခြေရာခံခြင်းဖမ်းဆီးခြင်းတွေကိုလုံဆောင်နိုင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ National Service Information Management System NSIMS ကတော့နိုင်ငံတော်စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ကိုယ်ရေးချက်လက်တွေကိုရရှိဖို့ပြည်သူစစ်မှုထမ်းကိုယ်ရေးချက်လက်စီမံခန့်ခွဲမှုစနစ်ဖြစ်ပြီးအဲ့ဒီစီရင်အချက်လက်ကိုလေဆိုင်နဲ့နယ်စပ်ဂိတ်တွေမှာလူပုဂ္ဂိုလ်တဦးတယောက်ချင်းစီတိုက်ဆိုင်စစ်ဆေးတာတွေလုပ်ဆောင်တဲ့နည်းပညာဖြစ်ပါတယ်။မြန်မာ Advanced Passenger Processing System MAPPS ကတော့ပြည်ရင်းပြပခီးတော်လာမှုတွေကို မှတ်တမ်းတင်တဲ့စနစ်ဖြစ်ပြီး PSMS နဲ့ချိတ်ဆက်ပြီးတော့စစ်ကောင်စီကအမီးပြစီရင်သွင်းထားသူတွေ CDM တွေကိုဖမ်းဆီးဖို့အတွက်ပြပထွက်ခွာခွင့်တွေကိုစောင့်ကြည့်တဲ့စနစ်ပဲဖြစ်ပါတယ်။ Gasless Management System GLM စောင့်ကြည့်ရင်ဤပညာကတော့နိုင်ငံတော်ဝန်ကဧည့်သည်တွေနဲ့ဟိုတယ်တဲခိုကန်းကတဲခိုသူစီးရင်တွေကိုစောင့်ကြည့်တဲ့စနစ်ဖြစ်ပါတယ်။ဒီလိုဤပညာတွေအားလုံးနဲ့စောင့်ကြည့်နိုင်မှုကိုအရင်စစ်လိုက်ရင်တော့ မြန်မာနိုင်ငံမှာ2023ကအရှိန်မြင့်ပြီးဖော်ဆောင်ခဲ့တဲ့ Smart Gal လို့လူသိများတဲ့ UID နဲ့ EID စီရင်သွင်းခြင်းစနစ်ကအဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ဒီလိုမျိုးစစ်ကောင်စီရဲ့ Digital စောင့်ကြည့်ရေးရန်ရာတွေကြောင့်ပြည်ရင်းကမြေပေါ်မြောက်တော်လန်ရင်းလူငယ်တွေအတွက်အခက်အခဲတွေကြုံတွေ့နေရပြီးချိန်ချောက်မှုတွေရှိနေတယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။ DSMX စနစ်အပြင်ကိုသူတို့တုံးချတယ်စစ်ကောင်စီဘက်ကတုံးချတဲ့ဒီ Catholic Management System တွေပေါ့နော် ဒီအဲ့ဇယင်းစစ်တဲ့ဟို matching လုပ်ပြီးစစ်တဲ့ system တွေကသူတို့ဒီ electric id အောင်မြင်သွားတယ် database တွေလုံနိုင်သွားတယ်ဆိုတဲ့အခါမှာဒီကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့ဟိုမြေပေါ်မြေအောက်တော်လိုင်းကြီးလူငယ်တွေရဲ့လှုပ်ရှားမှုတွေတော်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 လေးကိုစိုးစိုးဝါးဝါးကြုံတွေ့ရတယ်ပေါ့နော်ဒီ operation တွေအကောင့်ကဖော်ဖို့ဆိုတော့အထက်ကိုလက်ရှိ safe house တွေမှာခက်ခဲဖြစ်တဲ့ safe house တွေမှာနေထိုင်ဖို့ အဆင်မပြေတော့တဲ့အခြေအနေမျိုးတွေလည်းကြုံရတယ်။အဲထူးထူးလကောင်းဒါကဟိုမြေပြင်လှုပ်ရှားနေကြတဲ့ရဲဘော်တွေရဲဘော်လူငယ်တွေကြုံရတာလေ။ဟုတ်တယ်လို့တသားတည်းပေါ့နော်အခြားဒီ CDM လုတ်ထားတဲ့ဟိုရဲဘော်တွေပေါ့နော်အချို့အများသောအဖြစ်ဆိုရင် CDM လုတ်ထားတယ်သို့တော့ဒီတပိတ်အင်အားတပိတ်လုပ်ငန်းတွေပြီးသွားတဲ့နောက်ပိုင်းမှာ ဲအဲဒီလက်နက်ကင်တော်လန်ရေးအဲစားတဲ့လုပ်ငန်းစဉ်တွေမှာမပါဘဲနဲ့ CDN လုတ်ထားတဲ့ဒီ data ထဲမှာဂျန်နေခဲ့တဲ့ကလေးငယ်တွေဟိုလူကြီးတွေအစားရှိတဲ့ vulnerable community အတွက်ပညာရေးဆိုင်ရာပံ့ပိုးမှုကျန်းမာရေးဆိုင်ရာပံ့ပိုးမှုတွေအတွက်ဒီလှုပ်ဆောင်ပေးနေကြတဲ့လူငယ်တွေရှိတယ်ပေါ့နော်အဲဒီလူငယ်တွေရဲ့ယက်တီချက်တွေဟိုလုံခြုံရေးတွေဆိုင်ရာချင်းချောက်မှုတွေကပေါ့အကြီးအကျယ်ရလာခဲ့တယ်ပေါ့ Data for မြန်မာရဲ့အချက်လက်တွေအရာ 2022ဖေဖော်ဝါရီလကနေ2024ဇူလိုင်လကုန်အထိအွန်လိုင်းပေါ်ကနေထုတ်ဖော်ပြောဆိုမှုကြောင့်1692ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။မြန်မာအင်တာနက် project MIB ကစည်ရင်းပြုစုထားချက်တွေအရတော့2024ခုနှစ်မှာ Facebook, TikTok နဲ့ Telegram တွေကတဆင့်စစ်ကောင်စီကိုစန့်ကျင်တဲ့အမြင်သဘောထားတွေကိုရေးသားခဲ့သူအနည်းဆုံး384ယောက်ထိမ့်သိမ်းဖမ်းဆီးခံခဲ့ရပါတယ်။ကျမမျက်သစင်ပါရှင်။ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲတက်ပါခင်ဗျာ